မြောင်းမြအားထက်ခါ၆ကချောင်းသူလေးကိုအုပ်စုဖွဲ့ပြီးတော့တခြားသောချောင်းသူလေးတွေကပါရိုက်တေးဒူးထောက်ပြီးတော့တော့တောင်းပန်ခိုင်းတဲ့အဆရှိဖြစ်ဖြစ်အခုလိုမျိုးအချမ်းဖက်မှုတွေရဲ့ကိစ္စရဲ့နောက်ွယ်ထဲမှာအဲ့ဒီမြောင်းမြအားထက်ခါ၆ရဲ့ချောင်းအုပ်ကပတ်ဆိုင်ယူပြီးတော့နှုတ်ပိတ်တဲ့ကိစ္စတွေအခု online ပေါ်မှာတက်လာတာဖြစ်တဲ့တော့တနိုင်က လုံးဝတော့အယံကိုစိတ်သွင်းနေကြပြီ။ အဲ့ဒီကလေးမအကြောင်းသူလေးအတွက်တရားမျှတမှုကိုတောင်းဆိုနေကြပြီလေဖြစ်ပါတယ်။အဲ့ဒီခံရတဲ့နော်အကြောင်းသူလေးနေရာမှာကိုယ့်ရဲ့သားဆိုရင်ရောကိုယ့်ရဲ့သမီးဆိုရင်ရောဘလို့လုပ်မလဲဆိုပြီးတော့တနိုင်ကန်လုံးကနော်အကြောင်းသားအကြောင်းသူမိဘတွေကမခံမရနိုင်ဖြစ်ပြီးတော့တရားမျှတမှုကိုတောင်းဆိုနေကြရပါမမဆိုရင်ဒီဖြစ်ရကနော်ရခင်နှစ်ကလေးကဖြစ်ခဲ့တာဒါပေမဲ့အခုမှ online ပေါ်မှာတက်လာတာဖြစ်တဲ့တော့ဒီကိစ္စတွေအကုန်လုံးကပညာရေးဝန်ကြီးဌာနထိရောက်သွားတာပဲဖြစ်ပါတယ် အခုပညာရေးဝန်ကြီးဌာနကလည်းတူတူတူဘာမှလုပ်ပေးခြင်းမရှိဘူးဒါ ਉਹ ပဲတနိုင်ကလုံးဝပြည်သူတွေကစိတ်သွနေကြပြီဖြစ်တယ်အရင်နှစ်ကလေးကဒီကိစ္စကပြီးသွားပြီတဲ့နော်ကျွန်တော်ကျူးလွန်ခဲ့တဲ့ဒီအဲ့ဒီအကြောင်းသူလေးတွေရဲ့မိဘတွေကအကြောင်းဆရာမကြီးစီကိုပတ်စံနေပြီးပြီးတော့ တဖက်ကခံရတဲ့ကျွန်တော်အကြောင်းသူလေးကိုနှုတ်ပိတ်လိုက်တာဖြစ်ကြောင်းသတင်းတွေထွက်လာလို့တနင်္ဂနွေလုံးဝပြည်သူတွေကစိတ်ဒုနေချပြီးတော့ကျောင်းအုပ်ကြီးကိုစစ်ဆေးဖို့အတွက်ပညာရေးဝန်ကြီးဌာနကိုအရေးပေါ်ပဲတရားမျှတာဘူးတောင်းဆ